တနင်းကုနေနေ့နံအကြောင်းကိုဆရာမဟိုတနေ့ကပြောပြမယ်ဆိုတဲ့ဟာအခုကနည်းနည်းပပပြောပြပေးမှာပေါ့နော်အဲတနင်းကုနေတွေမှန်တယ်ဆိုဒီ view ဖိုင်လို့အစဆုံးကြည့်သွားပါရင်မှန်တယ်ဆိုရင် like and share comment လေးရေးပါမယ်ရှင်เนาะဆ ਿਆ မဗီဒီယိုဖိုင်ဆုံးအောင်နားထောင်ပါရှင်เนาะအဲဆ ਿਆ မကတော့ဆ ਿਆ မမြကြာခင်ဖြစ်ပါတယ်ရှင်เนาะမြကြာဖြူလုံးဝမဟုတ်ပါဘူးရှင်เนาะအဲ့ဒါမှတ်ပေးထားပါအဲဆ ਿਆ မရဲ့ ရှိမှာဇာတာစစ်မယ်ဆိုလို့ရှိရင်ဆီယမ3နဲ့ Viber ဖုန်းနံပါတ်တစ်လုံးပဲရှိပါတယ်6681425896ပါရှင်เนาะတခြား Viber ဖုန်းနံပါတ်မသုံးပါဘူးတခြား Facebook ကအ Telegram TikTok Facebook တွေမှာဟောတယ်ဆိုအကောက်တူဖြစ်ပါတယ်ရှင်เนาะအကောက်တူမိရင်တာဝန်မယူပါဘူးရှင်เนาะဒီ Pay လေးကဆီယမရဲ့ Pay လေးပါရှင်เนาะအကောက်တူနဲ့လိမ့်တဲ့လူတွေတော်တော်စုနေလို့ပြည်သူကသတိထားပြပါရှင်เนาะတနင်္ဂနွေသားသမီးတွေတော်တော်များများကသူတို့ကပြောမှဆိုလို့ရှိရင်တနင်္ဂနွေဆိုတဲ့အတိုင်းပဲသူတို့ကအဲဟိုအကြီးကဲဆိုတဲ့ အရာပေါ့နော်တနုံနေသားသမီးတွေမှန်တယ်ဆိုလို့ရှိရင် तू ကမိသားစုထဲမှာဆိုဆရာမခေါ်တဲ့ဟာတွေကတနုံနေသားသမီးမှန်တယ်ဆိုရင်တကဘာလုံးနဲ့ချီပြီးဟောရတာဖြစ်တဲ့အတွက်တရားမှာ80ရာနှုန်းပဲမှန်မယ်ရှင်နော်တရားရာနှုန်းပြည့်အောင်တော့မှန်မှန်နိုင်ပါဦးရှင်နော်ဆရာမဖះမဟုတ်ပါဦးရှင်နော်အာဒါအောက်တူနဲ့ဟောင်းမဲ့လူကြီးအောက်တန်းစားရရှိလို့ပြောပြတာရှင်နော်အာပြည်သူကတော့မပြောပါဘူးရှင်နော်နားလဲပါလေရှင်နော်အဲ့တော့ကျတော့ အကောက်ထုနဲ့ဟောင်းနေလာတဲ့ဆရာမစကားဆက်လို့ပြောမယ်ဆရာမရဲ့ဗီဒီယိုဖိုင်နာမည်တွေယူဆပြီးတော့ဟောင်းနေတာတော်တော်တော်မှအရှက်နေတယ်လို့ပြောရမှာရှင်နော်ပြည်သူလူထုရဲ့အဲ့လိုဖြစ်နေရယ်နော်အဲဆရာမရေရရပိုက်တင်နေဆိုသူကဘာဖြစ်လဲဆရာမမိစ္ဆာဒိဋ္ဌိယူဝါရရဲ့ဘာညာအမဲသူအဲ့လိုလာမှန်းတာအရှက်ဘလောက်နေလဲဆိုတော့ပြည်သူစဉ်းစားကြည့်လိုက်အဲနင့်ဟိုယုံကြည်မရှိဘူးလေသူကအဲ့လိုမှာပြီးတော့ဘာဖြစ်လဲဆရာမဗီဒီယိုဖိုင်တပ်ပုံနေယူပြီးလိန်နေတာဗျာဘလောက်ဆိုးလဲဆိုတော့နော်အဲထားပါတော့ အဲ့တော့တနင်္ဂနွေသားသမီးရဲ့အနေနဲ့ဆိုလို့ရှိရင် तू อ่ะပေါ့နော်အတနင်္ဂနွေတနင်္ဂနွေမှန်ပြီဆိုတာနဲ့ तू อ่ะမိသားစုထဲမှာ तू อ่ะအကြီးဆုံးဖြစ်တယ်လေအကြီးဆုံးဖြစ်တယ်လေအကြီးဆုံးမဖြစ်လို့ရှိရင် तू อ่ะအငယ်ဖြစ်ဖြစ်ဟိုဟာဖြစ်ဖြစ်ပေါ့နော်မိသားစုမိဘအဓိကတော့ तू อ่ะဖေးမေပဲအဖေးမေကိုဖေးကိုဖြစ်ဖြစ်မေကိုဖြစ်ဖြစ် तू อ่ะပို့ချစ်တဲ့လူတယောက်ဖြစ်တယ်အဖေးမေကိုအဖေးဖြစ်ဖြစ်မေဖြစ်ဖြစ် तू อ่ะပြန်ပြီးတော့ကြည်တတ်တဲ့လူတယောက်ဖြစ်တယ်ရှင်နော်အဲနောက်တစ်ခုကတနင်္ဂနွေမှန်တယ်ဆိုလို့ရှိရင်တော့ तू อ่ะတနင်္ဂနွေတွေကိုပေါင်းကျင်တယ်ဆိုလို့ရှိရင်သူတို့ကို ဲဘယ်လိုပြောမလဲကိုကဘာမှမသိတယ်လို့မျိုးအကိုကြီးရာအမကြီးရာတာထားလိုက် အမလေးရှင်တို့အစဉ်ပြေမပြေနော်အဲဆရာကြီးစတိုင်းတော့သူကမလုံနဲ့နော်သူတို့ကဆရာကြီးတနင်္ဂနွေမှန်ရင်သူတို့ကဆရာကြီးပဲအဲ့တော့တနင်္ဂနွေနေနဲ့ကိုကတဲ့ချင်တယ်ဆိုလို့ရှိရင်ကိုကဘာလို့ရမှာလဲအဲတနင်္ဂနွေနဲ့ကိုမတွေ့ပြီဆိုရင်တနင်္ဂနွေတွေ့ပြီဆိုတာအကိုကြီးမကြီးလို့ရခေါ်လိုက်အဲအဲ့ဆို तू ကဘာဖြစ်လဲမြစ်တာနဲ့ဟာအကိုကြီးဖားရအမကြီးမိရဆိုတော့မြစ်တာနဲ့ကိုဘော်ကိုကျင်နာမယ်တနာမယ်အမလေးကိုကြိုက်တာပြောအဲ तू ကအဲ့ဒီလိုမျိုးလိုလိုက်မှာဖြစ်ပါတယ်ရှင်နော်အဲဆရာကြီးစတိုင်းနဲ့ तू ကလုံလို့တော့ तू ချဲကိုချဲချဲမှာနော်အဲ तू က तू ကဆရာကြီးဖြစ်တယ်ရှင်နော် အဲ့တော့အာတနင်္ဂနွေတွေကပြောမှဆိုလို့ရှိရင်သူ့ကိုနိုင်တဲ့နေနံနှစ်ခုပဲရှိရပေါ့နော်အဲ့အဲ့နေနံလွဲပြီးတော့ဂျန်တဲ့လူနေနံဒီအပေါ်မှာ तू ကเออเสียจ๋าเลยบอกออกมาရှင်เนาะตะนงนี่มั่นเลยဆိုလို့ရှင်ဝင်နှန်းနေဆိုလို့ရှင်လဲသူကမြို့နယ်မှုဆိုရင်မြို့နယ်ဥက္ခရရက်ွက်မှုဆိုရင်ရက်ွက်ဥက္ခရအလုတ်လုတ်နောက်ပြဆုံးပြောမှာဆိုရင်အခြေခံအလုတ်သမားတယောက်ဖြစ်နေအောင်တနင်္ဂနွေမှန်လို့ရှင်အလုတ်သမားတွေအားလုံးထဲမှာဒန်းတူတောင်မှာ तू ကကြော်နေတာ तू ကတာနေတာ तू ကဥဆောင်မှုဖြစ်တတ်တယ် အဲအဲ့ဒီလိုမျိုးဖြစ်တတ်တယ်ရှင်เนาะတနင်္ဂနွေတွေကနောက်တနင်္ဂနွေသားသမီးတော်တော်များများကအုံနောက်ခြောက်တဲ့အလုပ်ကိုလုပ်ရတာများတယ်ရှင်ဘလို့အလုပ်မျိုးလဲဆိုလို့ရှိရင်အဖွဲ့အစည်းတစ်ခုမှဆိုလဲ तू ကအုံနောက်ခြောက်ရအောင်အဲ့ဒါတွေအလုပ်ကို तू လုပ်တယ်အဲ့ဒီလိုမဟုတ်လို့အဲတနင်္ဂနွေဖြစ်နေပြီးတော့အလုပ်သမားပဲဖြစ်နေရဲဆိုလို့ရှိရင်လဲသိကြတယ် तू က ဲ့ဒီအလုံမှာအုံနောက်မချောက်လို့ရှင်တခြားအလုံတခြားကိစ္စတွေမှာ तू အုံနောက်ချောက်မယ်လူတကာနဲ့ရံဖြစ်မယ်အာလူတကာကို तू ကအဲ့လိုမျိုး तू ကမှန်တာပြောတာလေမှန်တာပြောတော့လူတကာနဲ့ तू နဲ့အဲ့လိုပြိပက္ခပြစ်ပြီးတော့အာဟိုလူကဘာပြောလဲအဲ့လိုအုံနောက်ချောက်အောင်မှာဖြစ်တယ်နော်အုံနောက်ချောက်တာကိုခံနိုင်ဆုံးလူသားကိုပြောပါဆိုရင်တနင်းကုန်နေဖြစ်တယ်နော်အဲ့ဒါမဲ့ तू ကပြောမယ်ဆိုလို့ရှိရင်တနင်းကုန်နေသားသမီးတွေတော်တော်များများကစိုးမိုးကြော်နဲ့ဝိုင်းဝိုင်းလေဖြစ်တာများတယ် ဒါပေမဲ့ဘာဖြစ်လဲစိုးမိုးကြော်နဲ့ဘလောက်ပဲဝိုင်းဝိုင်းလွယ်လွယ်နောက်ပိတ်ဆုံးမှာတော့တနင်းဝင်နေတွေကအသေးကွဲနေနေနေဖြစ်တယ်အသေးကွဲဘယင်နေဆိုရင်တနင်းဝင်နေတွေဖြစ်တယ်ဘာဖြစ်လို့လဲပြောပြမယ်နော်ဒါစုံအောင်နှထောင်သွားတနင်းဝင်နေပန်တယ်ဆိုလို့ရှိရင် तू ကဘယ်လိုပြောမလဲယောက်ျားလေးဖြစ်ဖြစ်မိန်းမလေးဖြစ်ဖြစ်သူ့ကိုကြိုက်မဲ့လူပါဝိုင်းဝိုင်းလေပဲဒါပေမဲ့တို့တော့အဲ तू ကကြတော့ ူကြိုက်လားဆိုသူမကြိုက်ဘူးမကြိုက်ပြင်မဲ့သူကသူတနင်္ဂနွေတွေကနော်အခြေစရားတွေနော်တနင်္ဂနွေတော်တော်များများခြေတယ်ခြေတယ်ဆိုတာသူကဟိုလိုခြေတာမဟုတ်မိန်းကလေးဖြစ်ဖြစ်ဇနီးမယားဖြစ်ဖြစ်အဲခေဟွာချစ်သူဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်သူအဲ့လိုသူတို့ကြိုက်တော့မယ်လူတယောက်ဆိုရင်မိန်းကလေးဆိုရင်သူတို့ကြိုက်တော့မယ်အခင်မွန်းတယ်ပေါ့အဲချစ်သူပေါ့ယောက်ျားလေးဆိုရင်သူတို့ကြိုက်တော့မယ်ဇနီးချစ်သူတို့အဲသူကလိုချင်တဲ့စံနှုန်းရှိတယ်အဲ့ဒီစံနှုန်းလေးတွေရှိမှအဲသူတို့ကသဘောကျတာသဘောကျလို့ရှိရင်သူကသဘောကျရုံပဲကြတာနဲ့သူတို့ကဘာဖြစ်လဲချင်းကတ်တဲ့သဘောကျလိုက်တယ်တကယ်ချစ်ပြီလား မချစ်သေးပါဘူး။သို့တော့အဲ့ဒီမှာအသေးကွေးတဲ့ဇလန်းစာမယ်။သူတို့ကတကယ်တော့မချစ်ဘူး။သူတို့ကြိုက်တဲ့အရေးချင်းရှိလို့ဒီကလေးဒီကလေးမှလို့သူတို့ကကတ်လိုက်တယ်။အဲဒီဒီကောင်လေးကိုသူတို့ကတ်လိုက်တယ်။အဲချစ်တယ်ပါညာလုံးလိုက်တယ်ပေါ့နော်။တကယ်မချစ်ဘူး။အဲသူတကယ်မချစ်တော့ဒီဘက်ကလူအဲသူတကယ်မချစ်ဘဲနဲ့သူတွဲလိုက်တယ်။ဒါပေမဲ့သို့တော့သူတကယ်ရောချစ်ပြီဆိုတော့ဟိုဘက်ကလူကသူ့ကိုထားခဲ့တာဗျာ။အဲ့ဒီမှာဘာဖြစ်လဲ။အသေးကွေးဘယင်ကတနင်းဝင်နေပဲ။ဒါပေမဲ့ तू ကသူ့အသေးကွေးတော့ तू ကလူတိမခံဘူး။ သူအသေးကွဲပြီဆိုလို့ရှိရင်သူကအများရန်သူ့ကိုသူဆုံးမငါနောက်ကြရင်ဘယ်တော့မှငါဘုရုမမကြိုက်တော့ငါဘယ်တော့မှဒီလိုမျိုးအဖြစ်မခံတော့ဘူးဆိုသူကအဲ့လိုနေတာသူ့ကိုသူအများရန်ကြိမ်ွားတယ်သို့တော့ငါမင်းတက်တော့မခံပါဘူးရှင်နော်အဲ့သူ့ကိုလာပြီးစိုးမိုးကြုံတော့ဝမ်းဝိုင်းလဲပဲသူ့မှာအများရန်ရှိတယ်အဲ့ဒါနော်24နှစ်ရရှိတယ်စိုးမိုးကြုံတော့ဝမ်းဝိုင်းလဲအဲ့ဒီထဲမှာမှသူ့ကိုလာပြီးဟိုကဖြစ်တယ်တယ်မှာသူကချက်ချင်းဘတ်ဆိုတယောက်ကိုဒါအဲ့ချိန်မှာကတ်လာတဲ့လူကသူ့တွေငစားပဲသူကအဲ့ဒီလူကိုချက်ချင်းပဲ ဲသူကအင်းအစ်ကလီစီပြန်လှုပ်လိုက်တော့အနာကုတာပေါ့ဗျာဒါပေမဲ့ဒီမှာအသေးကတော့ရှယ်ကွဲနေတာအသေးကွဲပြီးတော့စားသိပ်ခံထားတာဒါပေမဲ့အဲ့ဟာလေးပြည်အောင်လို့ဒီဘက်ကနဲ့သူကငစားပတဲ့အဲသူကစကားတွေအစ်ကလီလှုပ်တာပေါ့ထပ်လှုပ်ပြောနော်အဲစောနာဘာဖြစ်လဲ ငါအသေးခွဲတာဖြစ်လို့တော့နောက်လုံးဝမချစ်တော့ဘူးအဲသူကြေးကြော်တော့နော်ဒီတနင်္ဂနွေနေ့သားသမီးတွေတော်တော်များများอ่ะเนาะဒါမှမဟုတ်ဘာဖြစ်လဲ9မိနစ်မခံဘူးသူ့လာပြီးနွယ်တဲ့လူကိုသူပြန်ပြီးတော့နွယ်တယ် basically လောက်တယ်ကွာဒီအသေးကဒီမဟတ်တက်ကြီးကိုယ်နာစားတိတ်ထားတယ်เนาะတိတ်ထားတဲ့တန်လန့်မှာဝယ်သူဒီဘက်ကဟာကို basically လောက်တယ်အဲလောက်တော့じゃဒီဘက်ကအသေးခွဲတာပျောက်သွားပြီဆိုတဲ့အချိန်ကျတော့ဒီ basically လောက်ထားတဲ့ဟာကို तू ကတကယ်ချစ်သွားပြန်ဗောဗျာအဲ့ဒီမှာပြဿနာတက်တာပဲเนาะတကယ်ချစ်သွားပြန်တော့ဟို basically လောက်တဲ့လူကဘာဖြစ်လဲ तू easy easy လာလောက်တော့မှာ तू อ่ะ easy easy ပဲပြန်လောက်ထားတာတိနေတာဖြစ်တဲ့အတွက် तू อ่ะလည်းအဲ့ဒီအချိန်တွင်းမှာ तू อ่ะလည်းသူ့ကိုတကယ်ချစ်တဲ့လူတွေ့သွားတော့ဒီတနင်းကုန်ကိုထပ်ပြီးတော့ထားခဲ့ပြန်ပေါ့ဗျာနော်ထားခဲ့ပြန်ပေါ့ထားခဲ့ပြန်ပြီ तू อ่ะ तू ကြိုက်တဲ့လူကနောက်တယောက်နောက်လိုက်သွားပြန်ပေါ့ဗျာအဲ့ကြတော့ဘာဖြစ်လဲဂူလောလောဆယ်အသေးကွဲပြီးတော့ဒဏ်ရပြီးစားသိထားတဲ့အနာကြက်ခါသားရှိစီထပ်ပြီးအသေးကွဲတာတနင်းကုန်နေဗျာမန်နာပြောတာနော်စိတ်မဆိုးနဲ့ကြိတ်မရည်နဲ့မှန်ရင်မှန်သွား နော်အဲကျေးဇူးတင်ပါတယ်ရှင်နော်ဆရာမရဲ့ဒါပေးလေးပါ like and follow share လေးလုပ်ပေးထားပါရှင်နော်ဆရာမရှိကိုဇာတာစစ်မယ်ဆိုလို့ရှိရင်ဘာတွေလိုလဲဆိုလို့ရှိရင်တမ္မန်ဇာတာစစ်ဆိုလို့ရှိရင်မွေးရက်မွေးလမွေးခုနှစ်နဲ့ ညံပူဇော်ကပဲလိုပါတယ်။ဓာတ်ပုံပို့စရာမလိုမွေးနေ့ပို့စရာမလိုဗီဒီယိုကောခေါ်ပြီးရုပ်ပြစရာမလိုမိမိအကြောင်းလုံးဝကြိုပြောပြစရာမလိုပါဘူးရှင်နော်။ဘာတွေဟောပေးလဲဆိုလို့ရှိရင်ဒီတမ်မန်ဇာတာစတဲ့မှာဇာတာရဲပါတလောက်ကရရကန်ရှင်ရဲ့ဘဝတသက်စာလုံးလိုရင်းတူရှင်ချုပ်ပြီးတော့အကုန်ဟောပါတယ်။ အဲကာယကံရှင်မှာတိုက်ဆက်ရှိရဲဆိုရင်ပူဟောပုပ်ကူဟောမဟုတ်ဘဲအတိအကျမောင်နှမဘယ်နှယောက်ရှိလဲဘယ်ဖရားမှလဲအဲ့ဒီလိုဟောပြီးတယ်။ကာယကံရှင်နဲ့ဆရာမနဲ့မေးတဲ့ဆင်းရဲစာပြီးရှေ့ဖြစ်မဲ့လီလာစာလူမှုရေးစီးပွားရေးအခြေရေးအိမ်ဆောင်ရေးကျန်းမာရေးအပြည့်စုံဘာမှမေးစရာမလိုအောင်အကုန်လီလာစာရှေ့ဖြစ်မဲ့ဟာကြိုဟောပြီးပါတယ်ရှင်နော်။အဲအဲ့ဒါတွေအကုန်လုံးအပီစီအဲ့ဒီလိုဟောပြီးပါတယ်။အဲ့ဒါတမန်စာတာစစ်ပါ။အိမ်ရောက်ရင်နဲ့ခြံရောက်ရင်နဲ့ကားရောက်ရင်နဲ့ဆိုပြီးလာပြီးဆွေးနွေးပါ။ကလေးနာမည်ပေးကုမ္ပဏီနာမည်ပေးလဲဟောလို့ရပါတယ်ရှင်နော်။အဲနောက်တစ်ခုကရက်ရွေးတာအိမ်ဆောက်တာ ြောပေးပါရစေနော်တွက်ပေးပါရစေနော်အဲနောက်တစ်ခုကအမှုရင်ဆိုင်နေရတယ်လာမေးလို့ရပါတယ်စစ်မှုတန်းပါတယ်လာမေးလို့ရပါတယ်လူပြောက်တာမေးလို့ရတယ်သေဆုံးတာမေးလို့ရပါတယ်ဆိုရင်တော့စနိုက်တော်ခံရမှုတွေအိမ်အောင်ရေးအခြေရေးပြဿနာတက်မှုတွေ မေးလို့ရပါတယ်ရှင်เนาะဆရာမရှိမမိမိသိချင်တဲ့အကြောင်းအရာလေးတစ်ခုပဲပြောပြီးတော့ညံပူဇော်ကလွှဲမွေးရဲ့မွေးလာမွေးခုနှစ်ပဲပို့ရပါတယ်ကျန်တာပြောစရာမလိုပါဘူးစစ်မှုတန်းပါဆိုစစ်မှုတန်းပါအမှုရင်ဆိုင်ဆိုအမှုရင်ဆိုင်ထောင်ကြဆိုထောင်ကြတေဆိုးဆိုတေဆိုးအဲ့ဒီလိုလေးပြောပြီးတော့မွေးနေ့မွေးလာမွေးခုနှစ်နဲ့ညံပူဇော်ကပေးပြီးတော့မေးရုံပါပဲရှင်เนาะမိသူမဆိုဇာတာစစ်မယ်ဆိုရင်66 8 2 4 5 8 9 6 ဒီ Viber ဖုန်းတစ်လုံးပဲဆရာမများကြခင်အကောက်စစ်ကသုံးပါလေရှင်နော်။ကြံတဲ့ Viber ဖုန်းနံပါတ်တွေသုံးနေတယ်။ Telegram, Facebook တွေသုံးနေတယ်ဆိုအကောက်အတုဖြစ်ပါလေရှင်နော်။အားလုံးကိုကျေးဇူးတင်ပါလေရှင်နော်။ဒါဆရာမရဲ့ပေလေးပါ။အဲဆရာမရဲ့ Viber ဖုန်းမှာဆိုရင် Zata စစ်တဲ့အလုပ်တစ်ခုပဲလုပ်ပါတယ်။ Zata စစ်မဲ့ဆိုမှလာဟိုင်းမှာတခြားကိစ္စဟိုင်းရင် လာပြောရင်အကုန်ဘလော့ပါလေရှင်နော်။ကျေးဇူးတင်ပါလေရှင်နော်။ကျေးဇူးတင်ပါလေရှင်နော်။ ပြည်သူအလုံးဘေးကင်းပါစေရှင်เนาะပြည်သူသားအမိပြည်သူသားဖပါရှင်เนาะမြန်မာနိုင်ငံမှာရှိသောပြည်သူအလုံးဘေးကင်းပါစေရှင်เนาะကျမ်းမှာချမ်းသာပါစေရှင်ပြောဖို့ကြံနေတာတခုရှိတယ်ဒီဗီဒီယိုဖိုင်လေးတင်ပေးတဲ့နေ့ကသတင်းကြိုလာပြင်းနေ6ရက်10လ2025နေ့မှာတင်ပေးလိုက်တာဖြစ်ပါတယ်ရှင်เนาะအောက်တူရများလို့ရက်ဆွဲရတော့ထည့်ပေးရတာဖြစ်ပါတယ်ပြည်သူတွေအဲ့ဒီလိုဖြစ်နေပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်เนาะပြည်သူအလုံး fight ရှင်เนาะဆိုပြီးရင်ကောင်းလာတော့မှာပါရှင် ျေးဇူးတင်ပါတယ်ရှင့်